ိုင်းတုံမြို့နယ်တွင်ယာဂီမုံတိုင်းနှင့်ဆက်ဆက်သည့်ရေကြီးရေရှမ်းမှုများကြောင့်ပျက်စီးခဲ့သည့်လေယာဉ်များနှင့်ငါးကန်များအတွေ့ငွေနှင့်ငါးသားပေါက်များပေးရတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရန်ပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့နယ်တွင်ယာဂီမုံတိုင်းနှင့်ဆက်ဆက်သည့်ရေကြီးရေရှမ်းမှုများကြောင့်ပျက်စီးခဲ့သည့်လေယာဉ်များနှင့်ငါးကန်များအတွေ့ငွေနှင့်ငါးသားပေါက်များပေးရပွဲကိုဇွန်လ17ရက်နေ့နဲ့10နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ဥစွာခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးနိုးဝေကအမှားစကားပြောကြားပြီးမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူကကျိုင်းတုံမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်ဆက်သည့်ရေကြီးရေလျှံမှုများကြောင့်ပျက်စီးခဲ့သည့်လေယာဉ်များနှင့်ငါးကန်များအတွေ့ငွေနှင့်ငါးသားပေါက်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ငါးလုပ်ငန်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများကယာဂီမုံတိုင်းကြောင့်ကျိုင်းတုံမြို့နယ်တွင်ပြစ်စီခဲ့သည့် လေယာဉ်မြေများမှဇဘာဆိုင်တောင်သူများအတွေ့တေကလျင်ငွေကျပ်တသိန်းနှုန်းဖြင့်စုစုပေါင်း222ဧကအတွေ့ငွေကျပ်222သိန်းကို၎င်းယာဂီမုံတိုင်းကြောင့်ပြစ်စီခဲ့သည့်ငါးကံများမှငါးမွေးမြူသူ55ဦးတေကဒေသငါးသားပေါက်ကောင်ရေ1000နှုန်းဖြင့်စုစုပေါင်း212.68ဧကအတွေ့ ဒေတာ၅သားပေါက်ကောင်ရေ2312680ကို၎င်းအတီးတီးပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။